တာယာရင်းနဲ့ဖြစ်ကြပါစေလို့အလုံးကုန်ဒီဥမေ channel ကနေမှဖန်ပြလေးပြီးကြိုဆိုပါရယ်ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ဗီဒီယိုတကယ့်တူတူလေးကိုနားထောင်ကြည့်ရအောင်နော်ဘန်မောကောနာ KIA PDF နေအားဆက်အိရနန်ရိုင်းကအိဒါကတော့ပပြုတ်ကြော်စွာကနေတင်ထားတာဖြစ်တဲ့အခြေအပဲဒါပေမဲ့ကျမကအဲ့ကနေပြောချင်တဲ့စကားလုံးနှလုံးပဲထည့်ထားတယ်ဆိုတော့အဲ့ထက်မှဘာပြောလဲဆိုတော့ဘန်မောရယ်အိုင်းဆိုတဲ့စကားလုံးရယ်ပပြုတ်ကြော်စွာပြောလိုက်မယ် ကျတော့ကချင်းတွေကဗမော်ကိုဗန်မော်လို့မခေါ်ဘူးကျတော့ကချင်းတွေဗမော်ကိုဘလို့ခေါ်လဲသိချင်းတလားကျတော့ကချင်းတွေဗမော်ကိုဗန်မော်လို့ခေါ်တယ်လို့နင်းထင်တယ်လားငါတို့ကချင်းတွေဗမော်ကိုဘလို့ခေါ်လဲနင်းသိတလားပြီးလို့ရှိရင်အိုင်းဆိုတဲ့စကလုံးကျတော့ကချင်းမှာရှိကိုမရှိတာအခုဒါက AI နဲ့လုပ်တာလားဒါမှမဟုတ်လို့ရှိရင်နင်းတို့မစင်စဘောမတွေဘက်ကနေမှကချင်းစကလုံးတွေကိုထည့်ပြီးပြောထားတာလားမရှက်ဘူးလားအတူကအစ်စ်နီးပါလောက်နိုင်မှာ ဂျင်းဆိုတာထဲ့နိုင်တာတယ်လောက်အတန်ကွာတာကချင်စကလုံးမှာမရှိတဲ့ဘန်မော်တွေကဒါကကချင်တည်င်းလို့နင်းကဘလို့နီးနဲ့လိန်လေပြီးမှတင်တာလဲမရှက်ဘူးလားအခုနင်းတို့ဘမော်မှာအတုံးအယုံတင်နေကြတော့ဒီလိုမျိုး AID နဲ့နင်းတို့ကကချင်တည်င်းတွေကိုလိန်တင်တယ်မရှက်ဘူးလားနောက်တစ်ခါပြောမယ်ကျတော့ကချင်နဲ့ပမော်ကိုဘန်မော်လို့မခေါ်ဘူးကျတော့ကချင်မှာအိုင်းဆိုတဲ့စကလုံးမရှိဘူးဆိုတာမတင်မချင်မှတ်တာမရှက်ဘူးလား သတင်းလိန်တာလဲနည်းနည်းပပလိန်ရင်ပြီးပြီလေငါတင်လိုက်လို့ရှင်တော့ကချင်နေလဲနားထောင်ပါပဲဆိုတာကိုတော့နည်းနည်းစဉ်းစားကြည့်လေပေးရှိမလဲနင်းတို့မိဘတွေကခွေးနဲ့မွေးထားတာကြီးကိုလိန်ချင်တယ်ဆိုလို့ရှိရင်ပြ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 လိန်ကြသူများရဲ့စကားနဲ့ကိုကတည်င်းလိန်တော့မယ်ဆိုလို့ရှင်မမမန်ကိုချင်းချင်းပြမလိန်ကြအကြံပေးလိုက်မယ်ဆိုတော့ဒီနေ့ဘာကြောင့်တို့ကဒီလိုမျိုးတည်င်းတွေလိန်လာတယ်လဲဆိုတော့ပမော်မှာခွေးတွေအတုံးယုံတဲ့နေကြတယ်ဘလောက်တိဒီစခွေးတွေက ခွေ့ကျင်ခွေ့ကြံလုပ်တယ်လဲဆိုတော့ဟိုတယ်ကြီးအကြီးကြီးပြီးလို့ရှင်တိုက်အိမ်အကြီးကြီးထဲမှာသူတို့ကတတ်ဆွဲထားပြီးမှကျတော့ KIA တွေကိုနောက်ကနေပြစ်တာအခုကတော့ဟိုတယ်ကြီးမှာရောအဲ့လိုမျိုးတိုက်အိမ်ကြီးထဲမှာအခြေချတိုက်ဆွဲထားတဲ့ခွေးတွေကိုအကုန်မောင်းထုတ်ရှင်းလင်းနိုင်ခဲ့ပြီမတာပေါ်တာလဲပက်ပက်ဆက်ဆက်ပဲပြီးတော့အခုဒီ29ရက်နေ့တုန်းကမနေ့အစောကနေမှလေရင်နဲ့ဘုံလာကျဲတာ ီတူအိမ်ထိတာညတကောင်အထိအိမ်လောင်တာတရက်ွက်လို့ပီတူဒီအားလုံးဝိုင်းလှုပ်လိုက်လို့တကောင်ကြမှာပဲမိငိမ့်သွားတယ်အခုပီတူဒီရဲ့အိမ်မြှို့တယ်ပြီးတော့အခုဘမော်မှာရှိတဲ့တီရီယတနာဇဲအကြီးကိုလည်းပဲမြှို့လိုက်တယ်ဒီပီတူဒီနဲ့ဒီဇဲတင်နဲ့နင်းတို့နဲ့ပါဆိုင်တယ်လဲနင်းတို့ဘဝမှာခွေးကနေလာတဲ့အတွက်အကြောင်းပီတူဒီအိမ်နဲ့နေရတာကိုနင်းတို့မကြိုက်ဘူးမဟုတ်လားနင်းတို့ရဲ့ခေါင်းဆောင မင်းအောင်လိုင်ဆိုတဲ့ခွေးတပုကမှတရွာပြောင်းတရွာပြောင်းပြီးမှចောင်းတက်လာခဲ့တဲ့အတွက်ကြောင့်သူအိမ်မရှိတဲ့အတွက်ကြောင့်ပြည်သူတွေရဲ့အိမ်တွေကိုမြီးရှို့တယ်မရှက်ဘူးလားအခုဘုံဘုံမှာအတုံးအယုံတင်နေကြတော့ကချင်းလိုတည်င်းတွေလိမ့်တင်နေတယ်ကျတော့ကချင်းစကားမဟုတ်တဲ့ဥစ္စာနဲ့ကချင်းလိုမပြောနဲ့ ကြက်တည်းတုံးတယ်အခုဒီမြို့ရွာတွေမှာရှိတဲ့ခွေးတွေကိုရှင်းပြီးပြီးဇက်ခခ27ခလာရ40ခုနှစ်နဲ့တမ88ကိုဆက်လက်ပြီးတော့တိုက်ခိုက်နေတယ်တိုက်ပွဲဒီဆက်လက်ပြီးပြင်းထန်နေတယ်ဒါတော့ဗမော်တည်းပြီးတော့အခုဒီဖကန့်ကိုကမိုင်းကနေတက်လာခဲ့တဲ့ခွေးတွေလည်းအခုမိုးဦးပြင်မှာပဲတောင်းတင်နေကြတယ် တေတဲ့မတာတော့လည်းအများကြီးတေသွားပြီပေါ့နော်ကြာတဲ့ခွေးတွေလည်းမူပင်ကနေမှအပေါ်မတက်လာနိုင်ဘူးအင်ဒိုဘက်ကနေလာတဲ့ခွေးစစ်ချောင်းလည်းပဲအခုနမွန်မှာခွေးကားလေးစီးနဲ့အဲ့မှာပဲသူတို့ရှက်မတိုးနိုင်ပဲနဲ့အဲ့မှာပဲယူအာမှာကြက်တရေသုံးအောင်စုပုံနေကြတယ်ဆိုတာသိရတယ်ဒါတော့ကျွန်တော်တို့ကချင်ပြည်နယ်တွင်ဆိုတော့နောက်တဲ့တဘုတ်အနေနဲ့ကတော့အခုရန်ကုန်မှာအပြစ်ခရရဆေချင်းမထာဝရငင်းချန်ရေးစီတို့ဆိုပြီးမှာ အဲစကောဝိုင်းဖွဲ့ကြတယ်တဲ့ဟိုတခါလဲခွေးတွေလုတ်ပြီးပြီဆိုတော့နင်းတို့ငိမ့်ချမ်းရဲတကယ်လို့ချင်းတယ်ဆိုလို့ရှိရင်အခုနင်းတို့ရဲ့ဘောပိုင်ရှင်နေဘာလုတ်နေတယ်လဲဆိုတော့ကိုနင်းတို့မြင်နိုင်တယ်သိနိုင်တယ်ပြောနိုင်တယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံငိမ့်ချမ်းရဲပြီးရပြီးသားဖြစ်တယ်ဒါကိုအပေါ်အလုတ်အနေနဲ့တိတ်ဟုတ်တလို့လို့နဲ့ငိမ့်ချမ်းရဲလို့ချင်းတယ်တဲ့ နော်နင့်တို့ငင်းချင်ရတဲ့လောက်လိုချင်တယ်ဆိုလို့ရှိရင်ဘာကြောင့်မို့နင့်တို့ရဲ့ဘောပိုင်ရှင်တွေကိုငင်းချင်ရဆိုတာကဒီလိုမျိုးလေရင်မပြည့်ရဘူးလို့မပြောတယ်လဲ calling တိုက်ပွဲတုန်းကစစ်ဆောင်သွားတဲ့ပြည်သူ9ယောက်ကစကိုင်းဝန်းတို့အမခံယူအမရှိတဲ့မနဲ့ဇဲကိုဇဲလာရောင်းတာသူတို့လာတဲ့အခါမှာခွေးစစ်ကြောင်းနဲ့တွားတိုးလိုက်တဲ့အချိန်ကြတော့ခွေးတွေကဒီဒီပြည်သူ9ယောက်ကို တနတ်နဲ့ပဲပြစ်တတ်တာမဟုတ်ဘူးနော်ဓာားနဲ့လည်းခုတ်ထားတာရှိတယ်ဆိုတော့အဲ့ထဲမှာနနစ်အောက်ကလေးငယ်နှစ်ယောက်ရှိတယ်ကလေးတစ်ယောက်ဆိုလို့ရှင်ဘိုက်ကပွင့်အမိန်ကလေးပဲပြီးရင်သူ့ရဲ့မိန်းမဖိုးရဲ့နားမှာဓာတ်နဲ့ခုတ်ထားတယ်။ဘလောက်ထိရက်ဆက်ကြလဲအဲ့ကလေးကငငယ်ငယ်လေးပဲရှိသေးတယ်။တနစ်လောက်ပဲရှိသေးမယ်ထင်တာအဲ့ကလေးကအခုနင်းတို့စကဝိုင်းလုံနေကြတဲ့ခွေးတွေ နင်တို့ရဲ့စစ်ကြောင်းတွေဒီလိုဖြစ်နေတာနင်တို့မမြင်လို့ဒီလိုမျိုးလုပ်နေလို့ရှိရင်နင်တို့ဒီတသက်မှာငြင်းချရရမယ်လို့ထင်သလားနင်တို့ဘလောက်ပဲစကဝိုင်းပဲလုပ်လို့နင်တို့ခွေးတွေကိုနင်တို့ကြိုးချီပြီးမှမထိနိုင်ရင်မြန်မာနိုင်ငံမှာနင်တို့ခွေးတွေမတည်မချင်းငြင်းချရရမှာမဟုတ်ဘူးငြင်းချရရချင်ရင်ခွေးကိုထိရင်ထိမထိဘူးဆိုလို့ရှိရင်ခွေးပြောက်တဲ့အချိန်မှာနင်တို့ငြင်းချရလို့អော်နေတဲ့နင်တို့ခွေးတွေပါတစ်ခါလေးတည်သွားမယ် အခုမလေးရှားဝန်ကြီးကလည်းစစ်ခွေးတွေကိုရရအပြစ်ခရက်ဆဲကိုရက်တိုးဖို့လို့ပြောတဲ့အခါမှာဘောမတွေကဘာပြောလဲဆိုတော့စစ်ခွေးတွေကတော့သူတို့ထုတ်ထားတဲ့ရရအပြစ်ခရက်ဆဲချင်းကို လိုက်နာတယ်ကျွန်တော်တပုံတွေကပဲလိုက်နာခြင်းမရှိဘူးဆိုလို့ရှိရင်အခုဖကန်ဘက်ကို ခွေးအကောင်တထောင်လောက်တက်ဖို့ရန်အတွက်စုဝေးနေတာကဘေခွေးတတော်ရီလဲ ျွန်တော်တဘုံဒီကစုပြီးမှနေပြည်တော်ဘက်ကိုခြေတက်လာတာလားတာမမဟုတ်ခွေးအကောင်တထောင်ကကျွန်တော်ကချင်းပြီးနဲ့ဖကံဘက်ကိုတက်ဖို့ရန်အတွက်စုဝဲနေကြတာလားဘသူလုံနေကြတာလဲမသိဘူးလားအခုငင်းချမ်းရဲကိုအရန်လိုချင်နေတဲ့ခွေးဒီရဲ့စကားတစ်ခုနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတော်တော်လေးကိုကျွန်တော်တို့နားထောင်ကြည့်ရအောင်နော် 7U လိုင်းအဖွဲ့က2932ရက်မှာဆွေးနွေးပွဲစီဝေးလုပ်တယ်နော်အစီအွေးက RCSS ကဥယျာဉ်စတူပါတော့အစားဥဆောင်ပါတယ် ဒီလက်ရှိဖြစ်နေတဲ့စည်ရေးနိုင်ငံရေးအခြေအနေစီးပွားရေးအခြေအနေလူမှုဘဝအခြေအနေတုံးသက်တယ်ဆွေးနွေးတယ်2025ဖြစ်လာတဲ့အလားတူကျင်းဆိုင်ပို့လို့ကြော်လာမယ်တွတ်ချက်ကြတယ်တော့ Federal Democracy အသွင်ကူးပြောင်းစီစဉ်ကိုဆွေးနွေးကြတယ်တဲ့ပို့လို့ပြောပြအဲ့ထက်မှာဆွေးနွေးကြတယ်ကျွန်တော်တို့မီဒီယာတွေတော့ဝန်ထမ်းလို့မရဘူးဝန်ထမ်းလို့မရတဲ့အတွက်တို့ဆွေးနွေးကြဆွေးနွေးမှာပို့တို့ဆွေးနွေးကြတယ်ဒီမှာတို့ကသူတော်ကောင်းနေလို့ဆွေးနွေးကြလိမ့်မယ်စစ်တပ်ကတော့မရမ်းရုံမှာရမ်းဆိုင်တဲ့အဖွဲ့အစည်းလို့တို့ကဆွေးနွေးလိမ့်မယ်တို့ဘာလို့လဲနောက်ကြတယ်ကျွန်တော်ပို့လို့ပြောအဲ့လိုကြောက်လို့တနက်ကြတယ်တတ်တိရှိရင်တနက်မကြဘူးတနက်ကြထားမှအကျိုးစီးပွားတွေကဆက်လက်ခိုင်မြဲမယ်လို့ယုံကြည်လို့တနက်ကြထားတာ ဘာမှဒီမိုကရေစီမဟုတ်ဖက်ဒရယ်မဟုတ်ရှင်းရှင်းပြောရင်အကုန်လုံးကကိုယ်စုအတ္တသမားတွေလက်နက်ကိုင်အေးကိုခုနှစ်ဖွဲ့လဲလူတော်ကောင်တကောင်မှမရှိဘူးဒီလူတွေလုံးဝတိုက်ပြော်စေနာရှိတာမဟုတ်ဘူးလူတို့ပေါ်စေနာမရှိဘူးတနက်ကိုင်တွေ KIA KNU စားရှိအုပ်စုတွေကျွန်တော်လုံးဝလက်မခံလိုချင်တာကိုတနက်ကိုင်ပြီးတော့လူမိုက်လူရန်ကားလို့တောင်းနေတဲ့ကိစ္စကျွန်တော်လုံးဝလက်မခံနိုင်ငံရေးပြဿနာနိုင်ငံရေးရဲ့ရှင်းအများကျိုးတဲ့တကယ်မှန်တယ်ဆိုရင်လာအကုန်လုံးသဘောရင်ထိုက်ငါဒါဖြစ်မယ်ဒါလိုချင်ငါတို့ကဒါရမှပေါ်တင် live လေးမျိုးပြောအများပြည်သူတွေကိုကြင်ညာလိုက်အများပြည်သူကအဲ့ဒီချက်ကိုလက်ခံနေဆိုရင်အဲ့ဒီချက်ကိုဒီအစိုးရနဲ့ညှိပြီးလုပ်ရတယ် ဒီ29 30မှာ online ကနေမှာ7 align အဖွဲ့ကနေမှာအစီအွေလုပ်တယ်အဲ့ထဲမှာနိုင်ငံရေးစီရေးလူမှုရေးပေါ့နော်စီးပွားရေးတွေကအစသူတို့တိုင်ပင်တယ်ပြီးတော့ဒီ federal democracy နဲ့ပတ်သက်ပြီးတော့လည်းသူတို့ဆွေးတိုင်ပင်ဆွေးနွေးကြတာဆိုတော့အဲ့ထဲမှာဘေးမီဒီယာကမှတော့မခေါ်ဘူးသူထင်တာတော့သူတို့ခွေးတွေကိုလည်းခေါ်မယ်လို့ထင်တာစစ်ခွေးတွေဘက်မှာ သတင်းဌာနလုံးဝမရှိဘူးလော်ဘီပဲရှိတယ်သတင်းဌာနဆိုတာဟာသတင်းကိုသတင်းတိုင်းပဲကြေညာပေးရတယ်ဘယ်သူကကောင်းတယ်မကောင်းဘူးသူတို့မှာရွေးပိုင်ခွင့်မရှိဘူးနော်လော်ဘီဆိုတာဟာကောင်းတယ်ဖြစ်စေမကောင်းတယ်ဖြစ်စေကိုယ့်ကိုသမင်းကျွေးတဲ့သူတွေရဲ့အကြောင်းကိုကိုယ်ကအကောင်းဆုံးအနေနဲ့ပြောပေးရတယ် ဒါကြောင့်မို့ပဲဆက်လက်တောက်ချင်တာမကောင်းပေမဲ့ကိုကိုပတ်ဆံပေးပြီးမှကြေညာခိုင်းတဲ့အတွက်ကြောင့်ဆက်လက်ကကောင်းတဲ့အကြောင်းအရက်ဆိုရဟာကောင်းတယ်ဆိုတဲ့အကြောင်းကျတော့ကကြေညာပေးရတယ်ပတ်ဆံရတဲ့အတွက်ကြောင့်လုတ်ပေးတယ်ဒါကို lobby လို့ခေါ်တယ် နော်အခုဒီခွေးတွေကကိုကိုကိုလော်ဘီလာတရင်ဌာနလာလာမသိဘူးသူတို့ကိုခေါ်လို့စိတ်ဆိုးနေတာပေါ့နော်ဆိုတော့အခုဒီအစည်းအဝေးထဲမှာပါတဲ့လူတွေကကိုကိုကိုကောင်းတယ်စစ်ခွေးတွေကတော့မိုက်ရင်ရုပ်မှာရိုင်းဆိုင်တဲ့သူဆိုပြီးမှပြောကြမှာပဲတဲ့ဒါအုံလုံးအုံပွေလေလူတွေကခွေးတွေကိုဘလို့ပြောတယ်လဲဆိုတာကိုသူအကုန်သိတယ်ဒါကြောင့်မို့ဒီအစည်းအဝေးထဲမှာလည်းပဲခွေးတွေကိုဒီလိုမျိုးပြောမှာပဲဆိုတာကိုသူသိနေတာ ဒီနေ့ကျောရတော်လာရဲတွေလက်နဲ့ကင်တာကတော့ကြောက်လို့ကိုယ့်ရဲ့ကိုကျိုးအတွက်လက်နဲ့ကင်ကြတယ်လို့ပြောတယ်။ဒီဆိုလို့ရှိရင်နင်းတို့စစ်ခွေးတွေကပလူကြီးကင်နေကြတာလား။နင်တို့ကြတော့ဘာကြောင့်မို့လက်နဲ့ကင်နေကြတာလဲအခုနင်တို့တော်လာရဲတွေကိုကြောက်လို့မြေပြင်ကနေထိုးစစ်မစင်မဲနဲ့လေရင်နဲ့ပြစ်ကြတာမဟုတ်ဘူးလားကျတို့တော်လာရဲတွေကကျတို့ကြောက်တာထဲနင်တို့ပိုကြောက်နေတာပဲမဟုတ်ဘူးလားပြီးတော့ဒီလက်နဲ့ကင်တာဟာကိုကျိုးအတွက်လို့ပြောတဲ့ခါမှာ နင်တို့ခွေးတွေပေါ်တာဘလောက်ပဲဆွဲဆွဲနင်တို့စီမှာစစ်သားမရှိတာဟာကိုကျိုးအတွက်လုံနေကြတယ်ဆိုတာတိလို့ပဲလေနင်တို့ကကိုကျိုးမဟုတ်ပဲနဲ့ဘု து အကျိုးအတွက်နင်တို့လက်နဲ့ကင်ပေးနေတာလဲတတိရှိတဲ့သူကလက်နဲ့မကင်ဘူးတဲ့နင်တို့ကငေါတို့တဲ့ပိုကြောက်တယ်မဟုတ်ဘူးလားတရုတ်တို့ရုရှားတို့ဘယ်လာရုစ်တီထဲကနင်တို့လက်နဲ့ဒီရနိုင်ဖို့အတွက်ရှက်လည်းမရှက်ဘူးပြောလိုက်လို့ရှိရင်တော့ကာချုပ်တယ်ဘောသွားမရတယ်ဘောသွားဆဲပေးတယ်ဘောသွားငုံပြီးမှလက်နဲ့တွေဝဲတာပဲလေ ဘလောက်ကြောက်တယ်လဲငါတို့တစ်ပိုကြောက်တယ်ငါတို့ကတော့တနက်ပဲကြိုက်သေးတယ် အခုနင်းပြောလိုက်တဲ့စကားတိုင်းဟာနင်းတို့စီမှာပိုထိတယ်ဆိုတာလဲနင်းတို့သိဖို့လိုတယ် EO ထဲမှာလူကောင်းပြောင်းမှမရှိဘူးဒီလူတွေရန်ဆိုးတယ်နော် the ဒီ the bone နာမည်နဲ့ light အောင်ကိုပုံကန်နေကြတဲ့ the bone တွေရန်ဆိုးတယ်ဆိုတော့အခုဒီအာလူကောင်းတွေမရှိဘူးအခုဒီ KAD KNU တွေလည်းသူလုံးဝမကြိုက်ဘူးတဲ့ဘာကြောင့်လဲဆိုတော့လိုချင်တာကိုတနက်ကင်ပြီးမှရန်ကာပြီးတောင်းနေတဲ့အတွက်ကြောင့်သူကတော့မကြိုက်ဘူးလိုချင်တဲ့ဥစ္စာကိုစ ပွဲပေါ်မှာထိုင် live လို့ပြီးမှကိုလိုချင်တဲ့ဥစ္စာကိုပြောပြီးသူဒီလက်ခံတယ်ဆိုလို့ရှိရင်တော့အခုအစိုးရဒီကိုတင်ပြပြီးမှပြောပါလို့ပြောတယ်ဆိုတော့အခု သဘောကျတယ်နင်းတို့စစ်ခွေးတွေက အစိုးရလို့ဘသူခေါ်တယ်ပြီးလို့ရှိရင်ငါတို့ကတော့နင်းတို့လိုချင်တာကိုပြီးသူတွေကို live လွှင့်ပြမှာပြောပြီးသူတွေလက်ခံနေဆိုလို့ရှိရင်အခုနင်းတို့အနေနဲ့တိုင်ပြင်ပြမှာရယူရအောင်လို့ပြောရအောင်နင်းတို့တောင်မှအာနာရှိတဲ့သူကိုနင်းတို့ဖမ်းပြမှာထောင်ထဲထည့်ပြမှာနင်းတို့အာနာတိတ်တာမဟုတ်ဘူးလားနင်းတို့အာနာလိုချင်တယ်ဆိုတဲ့အကြောင်းကိုဘေးစပွဲပေါ်မှာအာနာရတဲ့ NLD တွေနဲ့နင်းတို့စပွဲတော်ဝိုင်းထဲမှာထိုင်ပြမှာ live လွှင့်ပြမှာနင်းတို့အပြီးသူ ီရဲ့သဘောထားကိုခံယူခဲ့သလားကျော်မြို့မင်းအော်ဆရာကောင်းတော့နင့်အမေလေးဟိုတခါနင်းပြောတဲ့စကားတိုင်းပြောမယ်ဆိုလို့ရှိရင်နင့်အဖေမရှိခင်မှာနင့်အမေကအပြင်ထွက်သွားပြီးမှခွေးနဲ့အိတ်ပြင်မှာရလာတဲ့ကလေးလာနင့်ဒီစကားတော့သူကိုယ်တိုင်ပြောခဲ့တဲ့စကားဖြစ်တယ်ဆိုတော့အဲ့လိုပဲနင့်အမေလေးနင့်ကိုအဲ့လိုပဲရခဲ့တာလား ဒီနေ့ကျမတို့တော်လန်ရဲတွေလိုချင်တာကိုတောင်းမှ နိုင်ငံရဲကို နိုင်ငံရဲနဲ့ရှင်းပါစပွဲပေါ်မှာထိုင်ပြီးမှ live လွင့်ပြီးပြည်သူတွေလက်ခံတယ်ဆိုတဲ့အခါမှာအစိုးရတွေနဲ့တိုင်ပင်ပါလို့နင်းပြောတတ်တယ်ဆိုလို့ရှိရင်အနိုင်ရတဲ့ NLD တွေနဲ့နင်းတို့စပွဲတစ်ခုအထဲမှာထိုင်ပြီးမှနင်းတို့ဆွေးနွေးပြီးပြည်သူတွေရဲ့သဘောထားကိုလက်ခံခဲ့သလားနင်တို့တောင်းဆိုတဲ့ဥစ္စာကိုပြည်သူတွေလက်ခံနေဆိုလို့ရှိရင်အစိုးရချီမှာတင်ပြပါလို့ပြောရအောင် ဘသူကနင်းတို့ကိုအစိုးရလို့ခံထားတယ်လေနင်းတို့ကိုနင်းတို့တောင်ပါပြောလာအာနာထိန်းတယ်လို့ပြောတယ်မဟုတ်လားထိန်းတဲ့သူကအစိုးရလားမရှက်ဘူးလားဘသူကနင်းတို့ကိုအစိုးရလို့ပြောတယ်လဲအတူတချောင်းတော်မရှိတဲ့မုတ်ဆိုးမအဖွားကြီးကိုတနတ်ထောက်ပြီးမှငါ့ကိုတမတာပေးပါဆိုပြီးမှသွားတောင်းတယ်မရတော့ရှစ်ရန်ရန်ပြီးမှထောင်ထဲထဲပြီးမှကိုကိုကိုတမတာတင်ယူတာမရှက်ဘူးလားနင်းတို့ဘာစားတယ်လဲ လူတွေစားထားပြီးတာအစာခြေထားတဲ့အပြစ်ကြီးကိုနင်တို့စားတာလားငိမ့်ချရေလိုချင်တယ်ဆိုတဲ့သူဒီကအနည်းဆုံး compromise လုပ်ရတယ်ခွေးကျဖို့လဲ simple မှာတဝန်းလွာတိုင်းမှာငိမ့်ချမ်းရေးလိုချင်တယ်ငိမ့်ချမ်းရေးစကားလာပြောပါလို့လဲပြောသေးတယ်နင်တို့အကြံဖက်တယ်လက်နဲ့စွန့်ပြမငိမ့်ချမ်းရေးလာပြောပါလို့ပြောတာခေါ်လို့ရှင်လဲနင်တို့အကြံဖက်လို့ခေါ်တယ်ဒါကအပြစ်ခတ်ရဆဲချင်မှထောက်ရငိမ့်ချမ်းရေးတော့ နင်တို့ကငင်းချမ်းရဲတကယ်လိုချင်တာလားကျတို့မြန်မာတပီလုံးရဲ့ခေါင်းကိုထိုင်ဖို့ပဲနင်တို့လိုချင်တာမဟုတ်ဘူးလားနင်တို့ထိုင်ခွင့်ပေးမယ်လို့ထင်တယ်လားငရု KIAD KNUD ဒီနဲ့ငရုတိုင်းရင်တဲ့လက်နဲ့ကိုင်းတဲ့အားလုံးကိုနင့်တို့ကြိုက်ချင်းမကြိုက်ချင်းဟာငရုနဲ့မဆိုင်ဘူးစိတ်ကိုမွန်စားတာနင့်တို့ကြိုက်သလားမကြိုက်ဘူးလားငရုအုံနောက်ထဲမှာမရှိဘူးငရုကတော့နင့်တို့ကိုမကြိုက်လို့လက်သွေးနင့်တို့ကိုချနေတာနင့်နဲ့ညာညာနင့်တို့စစ်ရှုံးနေတာ ငါတို့စပွဲပေါ်မှာစကားလာပြောဖို့မစဉ်းစားနဲ့ဟုတ်ပြီနော်ဆိုတော့အခုကျမတို့နောက်သတင်းတပုတ်အနေနဲ့ကတော့ SSPP ရဲ့ထုတ်ပြန်ချက်ဖြစ်တဲ့ ISA ကဗာလဲဆိုတော့ April 28ရက်နေ့မှာ MNDAAD နဲ့ SSPP တို့တိုက်ပွဲတွေစစ်ရေးတင်းမာမှုတွေဖြစ်ခဲ့တဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ in the pack ဘိုဟိုအစင်ကနေမှတွေ့ဆုံဆွေးနွေးခြင်းကိုလုပ်မယ်ဆိုပြီးမှစတင်ညာချက်ထုတ်ပြန်ထားတာဖြစ်တဲ့ ဧပြီလ29ရက်နေ့ဆယ်နာရီဝန်းကျင်လောက်မှာတီဘောမြို့နားမှာရှိတဲ့ဒီနမ်မာတို့ကုန်းပေါင်းတို့နာနန်ယွာအဘမှာရှိတဲ့ SSPPD နဲ့ MNDAAD တိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုတော့ဒီတိုက်ပွဲမဖြစ်ပွားခင်မှာဒီစစ်ခွေးတွေလာရှိုးကိုဝန်လခနီးမှာ MNDAAD ကလာရှိုးကနေမှကားနဲ့ထွက်သွားခဲ့တယ်ထွက်သွားခဲ့တဲ့အများကြီးကားထက်ကနေမှကားတစ်စီးကတော့ အနမယူအပ်ကိုတွားလိုက်တယ်ကြောက်မီးတွေးတွေထွက်တဲ့နေရာ နားမှာရှိတဲ့ SSPPD ကိုအိုက်ကနေမှဆုတ်ခွာပေးဖို့တတ်ဖြုတ်ပေးဖို့ရန်အတွက် တော့ပြောတယ်ဒါပေမဲ့ SSPP ဒီကနေတော့မထွက်ပေးဘူးလို့ပြောလိုက်တယ်အဲ့လိုမျိုးပြောပြီးတဲ့အခါမှာဒီ MNDAA ဒီကပြန်သွားတယ်ပြန်သွားပြီးတခါလူ in အား30လောက်နဲ့ပြန်လာခဲ့တယ်ပြန်လာတဲ့ဥစ္စာကို SSPP ကသူတို့ရဲ့နေရာကိုဝန်ခွင့်မပြုလိုက်ဘူးဝန်ခွင့်မပြုတဲ့အချိန်ကနေစပြီးသူတို့တိုက်ပွဲဖြစ်လာခဲ့ကြတာဖြစ်တယ်ဆိုတော့ဒီနေ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်မကတော်လန်ရဲတွေနဲ့စစ်ခွေးတွေနဲ့နှစ်ခုရဲ့ကိစ္စကိုကျွန်မမပြောဘူးနေမြင်နဲ့ကျွန်မနည်းနည်းလေးပြောချင်တယ်ဒါကဘာလဲဆို တော့ SSPP ဆိုတာဟာရှမ်းတိုင်းရင်းသားအဖွဲ့ဖြစ်တယ်ဆိုတော့ရှမ်းမြောက်ဆိုတာဟာရှမ်းပြည်နယ်ဖြစ်တယ်ရှမ်းနေနဲ့တက်ဆိုင်တဲ့နေရာဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်ကချင်းနေ subset ရတာတောင်ရှမ်းပေးလို့ရတာရှမ်းပြည်နယ်လေရှမ်းပေးလို့ပဲကျွန်တော်ကချင်းနေရတာဆိုတော့ရှမ်းပြည်နယ်မှာကအာနာစိုးမို့ဖို့ရတဲ့ရှမ်းနေဖြစ်တယ်ဆိုတော့ဒီနေ့တိက ကိုကန်ဆိုရာဟာအဲ့တဲ့ဖြစ်တဲ့နေ့အချက်ကကိုကန်ဆိုရာဟာတယုတ်ဖြစ်တဲ့ဆိုတော့ဒီနဲ့တယုတ်လည်းဖြစ်တဲ့အဲ့တဲ့လည်းဖြစ်တဲ့သူတွေကကိုနေတဲ့နေနေရာရဲ့ပိုင်ရှင်သခင်တွေကိုမောင်းထုတ်တယ်ဆိုတာကဘလောက်ရိုင်းဆိုင်တယ်လဲအရင်တော့ရှမ်းနေနင်းတို့အယမ်းတွက်လက်ပါတယ်ဘာကြောင့်ဒီနဲ့ခွေးတွေနဲ့ပေါင်းပြီးတဲ့အချိန်မှာနင်းတို့အုံနောက်ထဲမှာကိုယ့်ရဲ့ပြည်နယ်ကိုတောင်ကိုကာကွယ်ရမယ်ဆိုတဲ့စိတ်သက်တည်မရှိတော့တာလား ငါ SSPP ဟာငရုရှမ်းလက်နဲ့ကိုင်တိုင်းရင်သားတွေအားလုံးတွေဟာငရုရဲ့ရှမ်းပြည်နယ်ကိုတပားတူလက်ထဲမှာမရောက်သွားအောင်ငရုကာကွယ်ရမယ်ဆိုတဲ့အသိဉာဏ်တွေလုံးဝမရှိတော့တာလားအခု MNDAAD ဟာဘလောက်ရိုင်းဆိုင်လာခဲ့တလေဆိုတော့ကိုကလည်းရှမ်းပြည်နယ်မှာလာနေသေးတယ်ကိုနေတဲ့နေမြေရဲ့အရှင်သခင်တွေကိုသွားမောင်းထုတ်တယ်ဆိုတာဟာဖြစ်တင်ဖြစ်ထိုက်တဲ့အလုပ်လားအခုဒီရှမ်းတွေ စစ်ခွေးတွေဖဲ့ပေးလိုက်လို့ကိုကန်တွေဟာရှမ်းပြည်နယ်မှာနေပေမဲ့ဒီနေ့ဒီအချိန်ထိဘယ်ရှမ်းကမှကိုကန်တွေကိုစကားတစ်ခွန်းမှမပြောဘူး TNL Lady နေမြေတီတိမ့်ပိုက်လာတယ် ရှမ်းနေပါခုမှမပြောဘူးရှမ်းနေအေးအေးဆေးဆေးနေကြတယ်အခုဒီ27ဒေါ်လာရဲထဲမှာလဲဘေရှမ်းကမစစ်ခွေးတွေပဲပါပြီးမှကျတို့ဒေါ်လာရဲတွေကိုမတိုက်တယ်လို့ပဲကျတို့ဒေါ်လာရဲတွေနဲ့ပေါင်းပြီးမှလဲစစ်ခွေးတွေကိုမတိုက်ဘူးသူတို့ဘာသူတို့အေးအေးဆေးဆေးနေနေတယ်ငါတို့ကိုဒီလိုမျိုးလွတ်လွတ်လပ်လပ်နေခွင့်ပေးတယ်ဆိုတော့စိတ်သက်သာမရှိပဲနဲ့ကိုရဲ့ကျေးဇူးရှင်တွေကို လာတိုက်တယ်ဆိုတဲ့က DMNDAAD ဟာဘလောက်ရိုင်းဆိုင်တယ်လဲဟောမှာအေးအေးဆေးဆေးနေနေတဲ့ SSPP တွေကိုနင့်တို့ကဒီနေရာကနေဖေပေးပါလို့ပြောလိုက်လို့ရှိရင်ရှမ်းနေရှမ်းပြည်နယ်ကနေဖေပေးပေးမှဘယ်မှနေမလဲနင့်တို့ရှမ်းပြည်နယ်ကိုအုပ်ချုပ်ချင်နေတာလား MNDAAD ကဆိုတော့ရှမ်းနေနင့်တို့တမိုင်းနေမရိုင်းချင်ဘူးနင့်တို့ရှမ်းနေဟာအရင်တုန်းကကိုယ့်ရဲ့ ठी နဲ့ကိုယ့်ရဲ့နန်းနဲ့နေကြတဲ့လူမျိုးတွေ ကိုကနေဆိုတာဟာတက်သေးလေးတော့လူမျိုးတွေဖြစ်တယ်အခုနင်းတို့ရှမ်းနေဆိုတာလူမျိုးကြီးဖြစ်တယ်ဘာကြောင့်နင်းတို့ဒီနဲ့ဒီလူမျိုးဖြစ်ကြတယ်လဲငါနားမလဲဘူး အရင်တော့ကနိုင်ငံရေးထဲမှာနင်းတို့အရန်တက်ကြွခဲ့တဲ့လူမျိုးတွေဖြစ်တဲ့နင်းတို့ဟာဘရင်နဲ့နေခဲ့တဲ့လူမျိုးတွေဖြစ်တဲ့ဘာကြောင့်ဒီနဲ့နင်းတို့ဟာဒီလိုမျိုးကိုယ့်ကိုနိုင်စားတဲ့လူဒီကိုတောင်းနင်းတို့ကမခုခံနိုင်တော့တာလေဖျားပေးတဲ့ကိုယ့်ရဲ့နေမြေတောင်းနင်းတို့မကာကွယ်နိုင်လောက်အောင်နင်းတို့မှာအတိညာနဲ့မဲ့ပြီးမှနင်းတို့ရဲ့အုံနောက်ဒီက paralyze တွေဖြစ်နေကြပြီလားလို့ငါဒီလိုပဲမင်းမယ်ရှမ်းနေနင်တို့အခုဒီလိုမျိုးဆက်လက်ပြင်းနင်တို့နေနေမယ်ဆိုလို့ရှိရင်အခု last show ဘက်ကိုတရုတ်ကြီးယူပြီးခွေးတွေယူပြီးကိုကနေယူပြီး TNLAD ယူပြီးနင်တို့နောက်ကြလို့ရှိရင်ရှမ်းမြောက်မှာရှမ်းမြောက်မဟုတ်တော့ဘဲနဲ့မနေတဲ့နဲ့လူတွေနေထိုင်တဲ့ပြည်နယ်ဖြစ်သွားလိမ့်မယ်ရှမ်းမျိုးပြောက်သွားလိမ့်မယ်နင်တို့ ကိုယ့်ရဲ့ပြည်နယ်ကိုတောင်မခုခံနိုင်ဘူးဆိုလို့ရှိရင်အရှမ်းမြောက်မှာနေထိုင်တဲ့ပါတီတွေလက်နက်ကင်တပ်ဖွဲ့တွေရှမ်းမျိုးတွေပါတီလည်းမထောင်ကြနဲ့လက်နက်ကင်ဖွဲ့လည်းမလုပ်ကြနဲ့ကျုံပဲလက်ခံကြလို့ပဲဒီတိုင်းပဲပြောမယ်နော်ဆိုတော့အခုကျွတ်တော့နောက်သတင်းတပုတ်အနေနဲ့ကတော့ဗတ်မအောင်ဆုံးပြောချင်တာကပေါ်မရတာအဆင်ပြေသလား စစ်ခွေးတွေနဲ့ပေါင်းလို့အဆင်ပြေမယ်လို့ထင်တဲ့ပေါ်မာတဲ့အဆင်ပြေကြရလားလို့ပဲပတ်မဦးဆုံးမေးချင်တယ်။ဒါပါလေဆိုတော့နေပြည်တော်ထဲမှာတော်လာရဲတွေမလုံနိုင်သေးတဲ့ခွေးတွေရဲ့နေရာတွေကိုငလင်းနဲ့လှုပ်ခတ်လိုက်တဲ့အတွက်ကြောင့်ခွေးတွေဘွားပြတ်သွားကြတယ်။အားလုံးပျော်ကြမယ်လို့လည်းထင်တယ်။အရင်တော့ခွေးတွေရဲ့စစ်ယုံဌာနတွေကိုဆောက်ပေးခဲ့တဲ့ကုမ္ပဏီတွေကို ပြန်ပြင်မဆောက်ရမယ်လို့ခွေးမောင်မောင်အေးကလည်းမှဟောင်းသွားတယ်လို့သိရတယ်။ဆိုတော့ဒီနေ့ အဲခွေးတွေနဲ့ပနာရတာရတာရှိသလားချူစိမ့်စိမ့်လေးများဖြစ်နေသလားတခါစားတသက်လုံးမမေ့နိုင်တဲ့ရတာများဖြစ်နေကြသလားလို့ပဲမေးချင်တယ်เนาะဒီခွေးမောင်မောင်အေးကနေမှဒီလိုပြောလိုက်တာခါ လူတွေကိုဘလောက်ထိအနိုင်ကျင့်တယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းပြတာဖြစ်တယ်ဆိုတော့ဒီနေ့ကဘာမှာငလင်ဖြစ်သွားလို့ပြိုလဲသွားတဲ့နိုင်ငံတွေအများကြီးရှိတယ်။ဘယ်နိုင်ငံကမှလည်းအခုပြိုပြတ်သွားတဲ့နေရာတွေကိုနင့်တို့ပြန်ယူပေးပါလို့ဘယ်နိုင်ငံကမှမဆိုဘူးเนาะဒါမဲ့မြန်မာနိုင်ငံမှာကြတော့ကလေးကြမှာလေကားထောင် ပြိုလဲပြီးမှပဲငလျင်တန်ကိုခနိုင်တဲ့အဆောက်အုံတွေဆောက်အခုအနေတို့ရင်သုံးဝဆောက်ထားတဲ့အဆောက်အုံတွေဟာငလျင်တန်မခနိုင်ဘူးဆိုပြီးမှသူများဖြတ်စည်းတာမဟုတ်ဘူးငလျင်ကြောင့်တဘာဝဘေးတန်ကြောင့်ပြည့်စည်သွားတာတောင်မှ အရင်တော့ဆောက်ပေးခဲ့တဲ့လူတွေကိုခေါ်ပြမပြန်ဆောက်ခိုင်းနေဆိုလို့ရှိရင်တော့နင့်တို့လက်ချက်နဲ့နင့်တို့ကိုယ်တိုင်ရွရွချက်ရှိရှိနဲ့ဘုံကျဲလိုက်လို့ဖျက်ဆီးသွားတဲ့တဲအင်အဆုတ်ကနဲ့စတိုက်အင်အကြီးထိနင့်တို့ပြန်ဆောက်ပေးရမယ်ဆိုတာနင့်တို့မှတ်ထားတိတ်ရှည်ရှည်မွေးမွေးမပြောချင်ဘူးကုဒရီယာလို့တခုပြောချင်တယ်ဘုံငကားကနေမှကားပြောထားတဲ့ဗီဒီယိုကိုကျမနားထောင်ကြည့်တယ်သူတို့တိုက်ပွဲပေါ်ဆောင်ဖို့ရအတွက်ဒေါ်လာ3500ကမ်ပိန်းလုပ်တယ်တဲ့နော်ကျတော့ဒေါ်လာရေးမိသားစုတွေကတော့ ့ငွေကြေးရဲ့အဖြစ်ကိုညီဖို့အတွက်တာဝန်ရှိသလိုကျွန်တော်ရဲ့ကလေးတွေကတော့လည်းရှေ့တန်းမှာအစွမ်းအစတွေနဲ့ပါဝင်ဖို့အတွက်တာဝန်ရှိတယ်ဒီနေ့ကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ခွေးတွေကလွှဲရင်တန်းတဲ့သူတွေအားလုံးကတော့တာဝန်ကိုယ်စီရှိကြတယ်ဆိုတာကိုမမေ့ကြနဲ့နော် ်ဒီဥစ္စာနဲ့တပြိုင်တည်းမှာပဲရေစကြိုမြို့နယ်ရဲ့ပေါ့မြို့နယ်ရဲ့မြိုင်မြို့နယ်ရဲ့မြို့နယ်၃ခုပေါင်းပြီးမှအတူတကွသူတို့တိုက်ပွဲတွေဖော်ဆောင်မယ်အခုမြေပြင်မှာတွေ့ကြုံနေရတဲ့အခက်အခဲတွေရောနိုင်ငံရဲ့စစ်ရဲ့နေမြေလုံးချုပ်ရဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့သူတို့ဒေတာတွေးမှရှိတဲ့ ပကဖသုံးဖွဲ့ပေါင်းပြီးသူတကစိတ်တူကိုယ်တူနဲ့တော်လာရဲထဲမှာသူတကဆောင်ရွက်ဖို့ရန်အတွက်တောင်းနဲ့တောက်ကိုကြီးရမ်းပင်ဖို့ရန်အတွက်စာတစောင်ထုတ်ထားတယ်သူတို့ကလည်းမအတူတူပေါင်းလို့မေပေါ့နော်ဒါအသိဝန်တာဆရာကောင်းတယ်ကျောရဘက်ကလည်းမကြိုးဆူရမှာဖြစ်တယ်ဘာကြောင့်လဲဆိုတော့အခုဒီမြန်ရဲရဲစကြိုးရဲပေါ့ရဲပေါင်းမယ်ဆိုတော့သူတို့လည်းတစ်ဖက်လိုဖြစ်သွားပြီဆိုတော့ကျောရကအရင်တော့ကတော့တက်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 လေးဖြစ်တဲ့အခါမှာကျောရတို့နည်းနည်းလေးတော်လာရဲထဲမှာဖော်ဆောင်နေတဲ့အခါမှာခက်ခဲတယ် ါမဲ့အခုကျွန်တော်တို့ပေါင်းလိုက်တယ်ဒါကြောင့်မို့ပဲနေ့တိုင်းနေ့တိုင်းကျွန်တော်တို့တော်လိုင်းရဲမှာအောင်မြင်နေတာဖြစ်တယ်အခုပကပသုံးခုကနေမှာပေါင်းပြီးမှအတူတူကလုပ်မယ်လို့စာထုတ်ထားတဲ့ပုံမှာနွေဦးမေကတော့တထောင်ရခိုင်နှုန်းကျိုဆိုတဲ့တထောင်ရခိုင်နှုန်းလက်ခံတယ်တိတ်ဝမ်းသာတယ်ပြည်သူတွေအားလုံးကြမ်းမပျော်ရွှင်ကြပါစေ